အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ရတာကျွန်တော်တို့နောက်ဆုံးဒါကျွန်တော်တို့ဒီနေ့ညရဲ့နောက်ဆုံး video ပေါ့နော်ဒါဒီနေ့ညရဲ့နောက်ဆုံး video ကိုတော့ဒါကျွန်တော်လက်ရှိမှာကျွန်တော်အတွက်ပေါ့နော်တော်တော်လေးကိုထူးထူးခြားခြားဖြစ်နေတဲ့ဒါကျွန်တော်တို့မြင်ကွင်းတကူကျွန်တော်မြင်နေရတယ်လက်ရှိမှာဒါတိတ်ပေါ့သူများအသင်းပြိတ္တတွေကသတိထားကြမှာသတိထားလိမ့်မယ်လက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur အသင်းကျွန်တော်ရဲ့အသင်းနဲ့ပတ်သက်ပြီးတက်လာတဲ့သတင်းတော်တော်မှန်သမျှက တော်လေးကိုအရင်တော့ကနေမတူဘဲနဲ့ဒီအသင်းကအသင်းရဲ့ operation operating လုပ်နေတဲ့ process တစ်ခုဟာ တော်တော်လေးကိုကွဲပြားနေတယ်ဆိုတဲ့ပုံစံမျိုးကိုတရိပ်ရိပ်နဲ့ကျွန်တော်တို့တွေ့လာခဲ့ရတဲ့ဒါမှရှိတယ်။ဒါမျိုးပြောရတဲ့တခြားပြဿနာတွေနဲ့ကျွန်တော်ပြောတော့နားလည်ခြင်းမှနားလည်နေမယ်။လက်ရှိမှာတော့ကျွန်တော်နောက်ဆုံးတထင်နောက်ဆုံးတစ်ခုပါဖြစ်တယ်။လွန်ခဲ့တဲ့ဒါနှစ်နှစ်လောက်ကဒါကိုလံဘီယာကနေပြီးတော့ဒါကျွန်တော်ခရစ်ယာန်ရူမဲရူကတော်တန်ဟော့စပယ်အသင်းစီကိုမြင်းမြန်ဆဆန်ပြန်လာခြင်းနဲ့အတွက်ကြောင့်မလို့ဒါတော်တန်ဟော့စပယ်အသင်းဘက်ကိုဒါကျွန်တော်အာဂျင်တီးနားကနေပြီးတော့ပြန်လာဖို့အတွက်ဒါတော်တော်ဟော့စပါအသင်းကိုဒါကျွန်တော်တို့ private jet ငှားပေးဖို့တောင်းဆိုခဲ့တယ်။ဒါအဲ့တော့ Daniel Levy အနေနဲ့ဒါ ကစားသမားကအဲ့လောက်ပတ်စံရှိပြီးသားဖြစ်တဲ့ကြောင့်မို့လို့ကစားသမားဘက်အနေနဲ့ဒီ private jet ကိုဒါကျွန်တော်တို့ကိုယ့်အကူငှားပြီးပဲလာဖို့တော့သွားခဲ့ပြီသူတို့ agent နဲ့တွေ့တာအဓိကလည်း Argentina ကအရင်တော့ season ပေးဒါပေမဲ့ Argentina ရှင်းပါတယ်သူတို့ဘက်က season ပေးတဲ့ဥစ္စာကဒါသူတို့ရဲ့ပြန်မဲ့ရက်ကိုသွားရမယ်ဆိုရင်တော့ဒါကျွန်တော်သွားပြီးတော့သူတို့ရဲ့သူတို့ season ပေးတယ်ဒါမှမဟုတ်ကျွန်တော် business class ကို first class နဲ့ season ပေးဒါမှမဟုတ်အသင်းဘက်ကတော့ဒါမြန်မြန်ဆန်ဆန်ဒီကစားသမားကိုပြန်လူချင်တယ်ဆိုရင်အသင်းဘက်က private jet နဲ့ပြန်ပြီးတော့ခေါ်ရတဲ့ပုံစံမျိုးရှိတယ်ဒါမှမဟုတ် first class ကို business class နဲ့ပြန်ပြီးခေါ်လို့ရတယ်မှာပါတယ်ကစားသမားတော်တော်များလည်း first class နောက်နေမှာပြန်လာတယ်မှာပါတယ်ဒါပေမဲ့ Rotterdam Hotspur တင်းဒါကျွန်တော်မှတ်မဲ့လူငယ်နှစ်နှစ်လောက် န်ဘီယာနဲ့ပွဲစဉ်ပြီးမှဒါခရစ်ရှယ်ရိုမဲရိုကိုတိုင်ကစပါတင်ကိုပြန်လာခြင်းခဲ့ပြီးတော့သူ့အနေနဲ့ကျွန်တော်တို့စပါတင်ဘက်ကိုတောင်းဆိုခဲ့တဲ့အနေထားမှာစပါတင်ဘက်ကညင်းပယ်ခဲ့ပြီးတော့ကစားသမားတွေနဲ့ကိုစီးနဲ့ကိုပြန်လာဖို့တဲ့စပါတင်ဘက်ကနေပြောခဲ့တယ်ဒီနှစ်မှာဒီပုံစံအတိုင်းထပ်ပြီးတော့ဖြစ်ဖို့အတွက်ဒါကျွန်တော်တို့ တော်တော်လေးကိုတာဆူခဲ့တယ်။ဒါခရစ်ယာန်ရိုမေရိုအနေနဲ့ခုလက်ရှိနောက်ဆုံးဒါကျွန်တော်ကမ္ဘာဖလားပွဲစဉ်ပြီးတဲ့အချိန်မှာတော့တော်တန်ဟော့စပါတင်ကိုပြန်လာဖို့တော့သူ့အနေနဲ့ကပီတယောက်ဖြစ်တဲ့ကြောင့်မတော်တော်ဟော့စပါတင်ကိုဒါ private သူ့နဲ့ပါပြန်လာဖို့ခီးစဉ်စီစဉ်ခိုင်းတယ်မို့လို့စပါတင် private jet ပါညာမတော်ဘူးဒါပြန်လာဖို့ခီးစဉ်စီစဉ်ခိုင်းတယ်။တော်တန်ဟော့စပါတင်နဲ့အရင်တော့ကမှဘလို့ဘယ်တော့ကမှမလုခဲ့ဘူးတဲ့ပုံစံမျိုးတစ်ခုလောက်လာခဲ့ပြီးတော့လက်ရှိချိန်မှာဒါလွန်ခဲ့တဲ့နှစ်ကမှားခဲ့တဲ့အမှားမျိုးထပ်မဖြစ်အောင်ခရစ်ယာန်ရိုမေရိုကို private jet တစ်စီးလုံးစီစဉ်ခဲ့ပြီးတော့သူနဲ့သူ့ရဲ့မိသားစုတစ်ခုလုံးကိုလက်ရှိမှာပြန်ပြီးတော့ခေါ်ယူလာစေခဲ့တဲ့အနေအထားမှရှိတယ်။ခရစ်ယာန်ရိုမေရိုက ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့စပါအသင်းကိုတော်တော်လေးအန်အောနေပြီးတော့သူ့အနေနဲ့စပါအသင်းကဒါမှန်ကန်တဲ့ပြောင်းလဲမှုပေါ်ရောက်လာရွှဲနေတာအဲ့တော့ ကျွန်တော်အနေနဲ့ကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်အသင်းသင်းအနေနဲ့လက်ရှိစောင်းရသည့်အပြောင်းရွှေ့လာမှာတကယ်ဒီအသင်းက right direction သွားနေလားမသွားဘူးလားဆိုတော့တဖြည်းဖြည်းမြင်ရမယ်ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ဒီကြားထဲမှာတောက်လျှောက်တွေ့နေမြင်နေရတဲ့အကြောင်းတရားတော်တော်များများကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေမှာရှိတယ်တော်တန် hospital အသင်းရဲ့လက်ရှိအခြေအနေတွေအကုန်လုံးဒါကျွန်တော်သွားနေတဲ့လမ်းကြောင်းအကုန်လုံးကဒါကျွန်တော်အကောင့်ဘက်ကိုတော်တော်လေးကိုမိမောင်းထိုးပြနေတယ်ဒါသူများပြိသက်တွေအတွက်ကြောင့်ဒါတွေကသိပြီးမထူးဆန်းပဲကိုဒီပြိသက်တွေဒါတွေကတော်တော်လေးကိုထူးဆန်းတယ်တစ်ချိန်တော့ဒါမတ်မတ်ရဲ့လွန်ခဲ့တဲ့နှစ်ကကိုလံဘီယာကိစ္စမှာတော့ကလည်း Christian Romero ကအသင်းပြောင်း မှုအထီတောင်ဖြစ်သွားခဲ့တဲ့အနေအထားဖြစ်ခဲ့တယ်။ Tottenham Hotspur တင်ကဒါပြောချင်တာကသူများတင်တဲ့လူဒါမျိုးကဒါကျွန်တော်ထမင်းစားရေးတော့လုပ်ပေးနေတဲ့ case မျိုး Tottenham Hotspur တင်အတွက်ဒါမျိုးကဒါထူးဆန်းဆန်းပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒါမျိုးလုပ်ပြီးအချိန်မှာပြည်သက်တော်များက surprising ဖြစ်ခါခဲ့တယ်။အဲ့တော့ Daniel Levy မရှိခြင်းက Spur တင်အတွက်တော်တော်လေးကိုဒါထူးထူးဆန်းဆန်းဖြစ်စဉ်တစ်ခုလို့ပြည်သက်တော်များကပြောလာခဲ့တယ်။အဲ့တကယ်နဲ့ Argentina ကဒါကျွန်တော်တို့ London ကိုပြန်လာတဲ့ private jet လေးရင်ဈေးကတော်တော်လေးကိုမြောက်တယ်ဆိုပေမဲ့တကယ်နဲ့နင်လာငါလာရေးဆိုတဲ့အနေအထားမှာကစားသမားနေတာပင်မမှုယောနေတယ်။ဒါ London ကိုမြန်မြန်ရောက်မယ်။အဓိကပြောချင်တာက Christian Romero ကအသင်းပေါ် bring လို့ ်ပေးနိုင်တဲ့ value ကဒီ private chat ထက်ပိုပြီးတော့ Tottenham Hotspur အသင်းနဲ့ data mushi လို့ယူဆတယ်။ဒါရင်တော့ Daniel Levy အနေနဲ့လက်ရှိမှာ Tottenham Hotspur အသင်းနဲ့ဒါ Christian Romero အသင်းမှာရှိပြီဖြစ်စေမရှိပြီဖြစ်စေသူ့အတွက်ဒါ private jet ဈေးကပိုပြီးတန်ဖိုးရှိရဆိုပြီးယူဆတယ်။လက်ရှိမှာ Tottenham Hotspur အသင်းရဲ့ဒါကျွန်တော်ဒါအေးပေါ့ CEO ဖြစ်တဲ့ဒါကျွန်တော်တို့ ဗီဒိုင်းအနေနဲ့ခရစ်ယာန်ရူမဲရိုရဲ့လက်ရှိအသင်းပေါ်အသင်းမှာမြေမြပြောင်းလာခြင်းကသူ့တက်ပို့ပြီးတော့အရေးကြီးတယ်လို့ယူဆရတဲ့ကြောင့်မို့တော်တန်ဟော့စပါတင်က private jet ပို့ပေးခဲ့တယ်လို့လည်းသိရတယ်ဒီမှာပါတယ်လက်ရှိမှာဒါတွေကကြည့်မယ်ဆိုရင်စပါတင်နေတာအပေါင်းလက္ခဏာကိုတောက်လျှောက်ပြောင်းလဲလာခြင်းအကြောင်းအရာတွေပဲတကယ်ကိုစိတ်ဝင်စားဖို့ကတော့ဒါကျွန်တော်လက်ရှိမှာပူပူလောလောမှာဒါပေါင်းတန်းတရာအသင်းတွေကိုထည့်သွင်းထားတယ်လက်ရှိနောက်ဆုံး update တင်လည်းနည်းနည်းလေးပြောတော့တော်တန်ဟော့စပါတင်မှာလက်ရှိမှာတော်တန်ဟော့စပါတင်ရဲ့ defensive midfielder ကစားသမားဖြစ်တဲ့ချောက်ပါလင်ညာကတော်တော်လေးကိုပျော်ရွှင်နေဖြစ်တယ်သူတို့အနေနဲ့ဒါအသက်30အရွယ်ဖြစ် တဲ့ကြောင့်မို့ဒါပရိသတ်တချို့ကလည်းဒီကစားသမားအပိသက်ခေါ်ယူဖို့တိတ်ပြီးမလူလောက်တချို့ကြတဲ့အပိသက်ခေါ်ယူဖို့စပါတင်တော့ဒီကစားသမားစပါတင်ခေါ်ယူခြင်းနဲ့ဆိုတော့ပေါင်တန်း20 20တန်းပတ်ချလေဝိညာဉ်ကြတာဒီကစားသမားကိုခေါ်ယူဖို့အတွက်ဈေးတစ်ခုကျတဲ့မှာဖြစ်တဲ့ကြောင့်မို့ဈေးကတော့အရင်မကြည့်တဲ့သဘောမှာဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ personally ကျွန်တော်ရဲ့အမြင်ပြောလာမယ့်နှစ်မှာစပါတင်နဲ့ဘီဇူးမားကိုဆိုးရှုံးဖို့ရကြတယ်လို့များတယ်လာမယ့်နှစ်တော့မို့လာမယ့်ဆောင်းရာသီအတွင်းမှာတော့တော်တန်ဟော့စပါတင်ကဘီဇူးမားကိုဒါ အသင်းကနေပြီးတော့ဆုံးဖြတ်ဖို့100%လုံးဝဒါကျွန်တော်တို့ဆုံးဆုံးရှုံးဖို့ရာခိုင်လို့များအဲ့တော့ကွင်းလယ်မှာဒါ defensive midfielder မှာ Archie Gray ရှိရင်ရှိမယ်ဒါမှမဟုတ်ပါလင်ညာရှိမယ်ပါလင်ညာနေတဲ့လက်ရှိမှာတကယ်တမ်းသုံးမယ်ဆိုရင် make shift center back ပုံစံမျိုးသုံးလို့ရခဲ့တယ်ဆိုတော့ဒါကျွန်တော်တို့ Carabao တို့ဒါကျွန်တော် Doncaster တို့ဘွဲ့စံမှာလည်းအတိုင်းသားတွေးခဲ့ရတဲ့မှာပြောချင်တာပါလင်ညာနေတဲ့တကယ်တမ်း spa အသင်းမှာသုံးရင်သုံးသက်လို့ဒါကျွန်တော်တို့ သောမက်စ်မန်အတွက်တကယ်ကိုအရေးပါတဲ့အခန့်ကဏ္ဍမှာတော်တော်လေးအရေးကြီးတဲ့အခန့်ကဏ္ဍမှာတော့ပါလင်ညာကိုတကယ်နဲ့တန်း30နဲ့ဝင်မယ်ဆိုတော့ကျွန်တော်အနေနဲ့လက်ခံတော့ကျွန်တော်လက်ခံတယ်ရှင်းတယ်သင်မာတာ experience ကစားမှာအသက်30ရွယ်ဆိုမဲ့ဒါကျွန်တော်တကယ်တမ်းဆော့မယ်ဆိုရင်ပါလင်ညာဆော့ပေါအနေနဲ့ဆိုနောက်တစ်နှစ်နှစ်နှစ်လောက် AC ဆော့လို့ရတယ်တကယ်ဆော့ဆိုပဲဆိုဒါ 2+1 လောက်ချုပ်လိုက်နှစ်နှစ် plus တစ်နှစ်30နှစ်လောက်ထိဒါအသင်မှာဆော့ခိုင်းတာပြီးတော့ဒါကျွန်တော်အသင်သူ့ပါ sorry ပဲတသက်ပဲပဲသူကိစ္စနဲ့သူပေါ့နော်အဲ့လိုပုံစံမျိုးတွားဖို့ရှိတယ်လက်ရှိနေထားတာဒါကျွန်တော်အနေနဲ့ပါလင်ညာကျွန်တော်ဆိုရင်တော့ဝယ်စီခြင်းတဲ့ပုံမှာရှိတယ်အသင်တို့လည်း contribute လုပ်နိုင်တယ်လက်ရှိမှာဒါ weirdly spa သင်ရတာကျွန်တော်ထိတ်တန့် ်ဂိုးသွင်းရှင်တယောက်လည်းဖြစ်နေတာတော့ထူးထူးဆန်းဆန်းဖြစ်နေတာတို့အဲ့တော့တကယ်နဲ့အသင်းကြီးသတင်းပုံစံမျိုးရေရှည်ရဆက်သွားခြင်းနဲ့ဆိုရင်တော့ Tottenham Hotspur အသင်းအနေနဲ့ဒါကျွန်တော်ဒီကလိုကစားသမားပေါင်းသန်း20ကိုလုံးဝလက်မတွန့်သင့်မင်းနဲ့စောစောစီစီဝယ်ယူသင့်တဲ့ကစားသမားတယောက်တို့ကျွန်တော်အနေနဲ့မြင်တယ် Spa သင်းနဲ့ပြရှုပရိသတ်တွေကဒီကစားသမားကိုဒီဈေးသုံးလိုက်ပြီဆိုရင် market ထဲမှာ value ရတာကျွန်တော်တို့ချဲကစားသမားတွေကိုဝယ်ယူဖို့တဲ့ဒါကျွန်တော် budget မကျန်တော့မနေနဲ့အဲ့တော့ရှင်းရှင်းလေးပါအကေပါလင်ညာကိုဝယ်ယူလိုက်လို့ကျွန်တော်တို့အသင်းနဲ့တခြားသောကစားသမားတွေကိုဝယ်ယူဖို့တဲ့ budget မကျန်ဘူးဆိုရင်တော့ Daniel Levy ရှိခဲ့တဲ့တော့က Tottenham Instagram hotspot တိုင်းလို့ပဲကျွန်တော်နေသတ်မှတ်ရမယ်သုံးမှာရှိပါတယ်ပြောချင်တာခုနကပေါ်သူပဲပေါင်သန်း30တုံးလဲလို့ငါတို့ကနောက်ထပ်ခုနကပေါ်စူပါစတာဆိုင်ငင်းတယောက်ခေါ်လို့မရဘူးဆိုတော့အဲ့အသင်းကဘယ်တော့မှတိုးတက်လာမယ့်အသင်းတသင်းမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ခုနကပေါ်အသင်းကြီးတသင်းဆိုလက်ရှိမှာရှယ်ရှယ်လေးဒါတစ်ချိန်ကဒါကျွန်တော်တို့ဒဲနိုင်တာမဟုတ်ပဲအသင်းကြီးတော်တော်များဒါကျွန်တော်မှတ်မှတ်ရ United အသင်းနဲ့ Casemiro ကိုဒါကျွန်တော်ဈေးကြီးတစ်ခုပေးပြီးခေါ်လာခဲ့တယ်တေကို save out Chelsea အသင်းပေးဈေးကြီးပေးပြီးခေါ်လာခဲ့ကျွန်တော်နေပါလင်ညာအဲ့ဒန်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ခုနကပေါ်သူပဲအသင်းတသင်းမှာဒီလိုမျိုးဝါနဲ့ဒါကျွန်တော်ဒီလိုမျိုးဒါ compatible ဒီဖြစ်ဖို့အတွက်ကစားသမားတယောက်ကိုဒီလို မျိုးပေးပြီးခေါ်ရတယ်တိတ်ပြီးထူးဆန်းတာမဟုတ်ဘူးပါလင်ညာရဲ့လက်ရှိရဲ့လုခလာစားဈေးကလည်း LRD မြင်မာတာမဟုတ်ဘူးတပတ်လုခလာစားနဲ့တသိန်းနှစ်ပေါင်းနဲ့တသိန်းခွဲပတ်ချလဲဝင်ကြပဲရှိတယ်သူကစားအုပ်သိချုပ်မယ်ဆိုရင်ဒီဈေးပဲတက္ကသမသွားဖို့ရှိတယ်ကစားသမားကိုတိုင်ကလည်းတော်တန်ဟော့စပါအသင်းမှာလက်ရှိနေဖို့အတွက်100%ဒါကျွန်တော်လုံးဝကိုဒါကျွန်တော်တို့နေဖို့အတွက်တော့တေချာတော့ဖြစ်သွားတယ်အဲ့တော့မိတို့ပင်စူစီကမူတာလက်ရှိမှာတော်တန်ဟော့စပါအသင်းနဲ့ဘယ် direction သွားနေလဲတောက်ဆိုးဒါကျွန်တော်တွေ့နေရလက်ရှိမှာဒါပိုင်ရှင်နေအနေနဲ့ပြောင်းသွားတဲ့ direction ကတော်တော်လေးကိုအပေါင်းလက္ခဏာဆန်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ဒီအနေနဲ့တော့ sorry ပါအဲ့တော့လက်ရှိဒီနေရာမှာတော့ကျွန်တော်ရဲ့ပုံကိုရေးရပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့တဦးတယောက်တည်းအမြင်ရပြောစပါသင်းသွားနေတဲ့လမ်းကြောင်းတကယ်ကိုမှန်ကန်တယ်တကယ်ကိုတော်တော်လေးကိုသဘောချဖို့ကောင်းတဲ့အနေထားမှာရှိတယ်လို့ပြောလို့ရတယ်တော့ပါဒါပေမဲ့ကျွန်တော်ဆောင်ကြည့်အောင်မယ်ဒါအပြောကြီးပဲလို့လို့မြင်အောင်ဒီလောက်လေးလှုပ်ပြအောင်ကျွန်တော်ကျင်တယ်လို့မြင်ဒါပေမဲ့ကျွန်တော်တို့အသေးအနေနဲ့ပြန်ကြည့်မှာဒီလောက်လေးလှုပ်ပြခဲ့တာကလက်ရှိမှာဒန်နီယယ်လီဘီခင်မှာဒီလောက်လေးတောင်လှုပ်မပြလို့ကျွန်တော်ကဒီလောက်လေးလှုပ်ပြလို့ပြောနေရတဲ့အနေထားမှာရှိတယ်စပါပရိသတ်တော်များကဒါကလမ်းကြောင်းမှန်ပေါ်သွားဖို့အတွက် တော်တော်လေးကိုမှန်ကန်တဲ့အနေအထားတစ်ခုကိုရောက်လာနိုင်တယ်ဆိုတော့ကျွန်တော်သတ်မှတ်လို့ရတယ်လက်ရှိချိန်မှာစပါသင်ချိတ်ဆက်နေတဲ့ကစားသမားအကုန်လုံးကတကယ်ကိုအားရစရာကောင်းတယ်ဒါကျွန်တော်အသေးအစအကြီးဆုံးတကယ်ကိုလမ်းပြန်ထွက်နေဥပမာလက်ရှိမှာဆမ်မီညိုနဲ့ချိတ်ဆက်မှုတွေကေဗင်ရှာဒီနဲ့ချိတ်ဆက်မှုတွေဒါကျွန်တော်ကွင်းလယ်ပိုင်းချိတ်ဆက်မှုတွေခန်းစစ်ပိုင်းချိတ်ဆက်မှုတွေတကယ်ကိုတော်တော်လေးကိုစပါသင်နေနဲ့ top tier ချိတ်ဆက်မှုတွေနဲ့တွားနေတွေ့ရမယ်လက်ရှိမှာပြပုံပဲလေသူများရင်ဒါကျွန်တော်တို့တသက်နဲ့တကူမချားဘူးတဲ့ဒါမတ်ဂါကြီးကိုဒါအသင်းကြီးနဲ့အတူနင်းလားငါလားဟိဆိုတဲ့ movement မှာဒါကျုံးမှုအတွက်စူးစမ်းနေတယ်အဲ့တော့လက်ရှိမှာနောက်ဆုံး update League သတင်းတွေကစပါးသင်းတွေနဲ့ဒါ left wing မှာဆိုလဲ Sammy Nyo လို့လို့လဲကျွန်တော် Kevin Shardy လို့လို့ဒါအထက်တန်းအဆင့်ရှိတဲ့ကစားသမားတွေကိုခေါ်ယူဖို့စူးစမ်းနေတယ်။ Tyson Mai Lamet နဲ့မှာဒါကျွန်တော် Toronto Hotspur နဲ့ Harry Kane ကိုပေါင်55တန်း58တန်းနဲ့ပြန်ခေါ်ဖို့အတွက်စူးစမ်းနေဆိုတဲ့သတင်းတွေအဲ့တော့ပြောချင်တာရှင်းရှင်းလေး Toronto Hotspur သင်းကူးလက်ရှိမှာကြားနေရတဲ့သတင်းတွေအနေနဲ့ပြည်သက်တရောက်နေကျွန်တော်တို့ကတကယ်ကိုတော်ကိုကိုရီဒါအားပြလာတဲ့သတင်းရှောက်တော်တော်လေးကိုအပေါင်းလက္ခဏာဆောင်တဲ့နေသားကိုပြောလို့ရတယ်။ဒါနဲ့ Livy မရှိတဲ့အကြောင်းမှာဒါကျွန်တော်တို့တော်တော်လေးကိုဒါအစ်စ်လို့ခံစားရတဲ့နေသားတစ်ခုရောက်လာခဲ့တယ်။ဒါပေမဲ့ဒါဒီကိုတကယ်လုံးမလို့စောင်းရသည်ပြောင်းရှိမှာစတ တင်ပြီးတွေ့ရမယ်။လာမယ့်နွေရာသီအပြောင်းအရွှေ့မှာအကြီးအကျယ်ပို့ပြီးတော့တွေ့ရမယ်လို့မြင်မှတ်တယ်မပါရဲ။လက်ရှိမှာစပါတင်ဘက်ကပုံတန်တရာထည့်ထားတဲ့ဒီအသက်တရာလုံငါတာအသင်းရဲ့အောင်မြင်မှုကိုသာအဓိကထားဖို့အတွက်ထည့်ထားတာဆိုပြီးတော့တရားဝင်အသင်းဘက်ကလည်းထုတ်ပြန်ခဲ့တာကိုတွေ့ရမယ်။အဲ့တော့ ်အမောင်းလက္ခဏာကြီးရောစောင်းနေတဲ့တကယ်ဟုတ်မဟုတ်တော့ကျွန်တော်ဆက်ပြီးကျွန်တော်တို့ဟုတ်နာပေါ်တော့ game man မှုတဲ့စာတကယ်ဖြစ်တော့ကြောင့်မို့ကျွန်တော်တို့ကြောက်တယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုချင်နေဆိုရင်တော့ youth sport media 3.0နဲ့ tv4 ကြီးတို့မှာကျင်းလို့စပောင်းကွန်ကြီးလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးမကြည့်တော့ပါနဲ့ကောင်းမွန်တော့ဒီနေ့ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့ဒေးပါပါဗျ